တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကိုမတိမဲမပြောခဲ့ပြီးတဲ့နောက်မှာထောင်ဝင်ကြီးချုပ်ရာဒူကလည်းနှုတ်ထွက်ဖွဲ့ရှိနေတဲ့သတင်းပဲဖြစ်ပါတယ်။ထောင်ဝင်ကြီးချုပ်ပိတ်တုံတိုင်ရှင်နာဝက်ထရာဟာထိုင်းစစ်တပ်ကိုမတိမဲမပြောတဲ့ပြည်မှုမျိုးလုပ်ခဲ့တာတွေအတွက်လူသိချင်ကြတောင်းပန်ခဲ့ပေမဲ့ဝင်ကြီးချုပ်ရာဒူကလည်းနှုတ်ထွက်ရဖွဲ့ရှိနေပဲလို့သိရပါတယ်။ပိတ်တုံတိုင်ရှင်နာဝက်ထရာဟာလက်ရှိအချိန်မှာကမ္ဘောဒီးယားထက်လွတ်တော်အကြရာဖြစ်နေတောင်းဝယူနေတဲ့ဝင်ကြီးချုပ်ဟာဟွန်ဆန်နဲ့နှစ်နိုင်ငံကြားမှာဖြစ်ပေါ်နေတဲ့နေဆက်ပဏိပခရိုင်နဲ့ပတ်သက်ပြီးတော့ဖုန်းနဲ့ဆွေးနွေးကြရမှာ ထိုင်းစစ်တပ်ကိုအလေးတက်ထက်သွက်စရာမလိုဘူးလို့အထိပ္ပယ်တရားတဲ့စကားလုံးတွေထည့်သွင်းပြကြခဲ့တာဖြစ်ပါတယ်။ပြည်တော်နယ်ရှင်နာဝက်ထွားနဲ့ဟွန်ဆန်တို့ဖုံပြောထားတဲ့အတန်ဖိုင်းအွန်လိုင်းမှာပေါကြားလာပြီးတဲ့နောက်မှာပြည်တော်နယ်ရှင်နာဝက်ထွားကထိုင်းစစ်တပ်ကိုမလေးစားတဲ့သဘောမျိုးပြောတာမဟုတ်ဘူးလူကြားတွေကိုရှင်းလင်းတောင်းပန်ခဲ့ရပဲဖြစ်ပါတယ်။ လက်ရှိထိုင်းဆိုရဟာထိုင်းစစ်တပ်နဲ့ထိုင်းတော်ဝင်မိသားစုရဲ့ကြောထောက်နောက်ခံပေးမှုကြောင့်ပေါ်ထွက်လာတာဖြစ်တာကြောင့်ပီတုံတက်ရှင်နာဝက်ထွားနဲ့ထိုင်းစစ်တပ်ကြားမှာပဏိပခရီမတက်လာရေးထိုင်းနိုင်ငံရေးမှာအကြက်တဲတွေကြီးမာလာမှာပါထိုင်းကျသောတပတ်ကအဖွဲ့ချုပ်နဲ့ထိုင်းစစ်တပ်ခောက်ခံတဲ့သူတွေကပီတုံတက်ရှင်နာဝက်ထွားကိုနိုင်ငံရေးရဲ့တာဝန်ယူတဲ့အနေနဲ့ယာရုကနှုတ်ထွက်ဖို့အတွက်ဆန္ဒပြတောင်းဆိုနေကြရလို့သိရပါတယ်ဒီသတင်းကိုတော့ညင်းချောင်းဟောပေးပို့လာပါပါ